Hi guys အားလုံးပဲမင်္ဂလာပါကျွန်တော် Football Mania နဲ့ Picture Harry ကနေပြီးတော့ပရိသတ်ကြီးအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာ Okay ကျွန်တော်ဒီနေ့ပြုလုပ်ပေးသားမယ့် video လေးကတော့ Chelsea versus Benfica Chelsea နဲ့ Benfica တို့ရဲ့ Champion League ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်ကိုသုံးသပ်ဆွေးနွေးပေးသားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ Chelsea နဲ့ Benfica ဆိုလို့ပြောလိုက်တာနဲ့တပြိုင်နက်ကျွန်တော်ခေါင်းထဲမှာပထမအဦးဆုံးစတင်ရောက်ရှိလာတာက Raul Mireles ရဲ့ away kick ဒီ Raul Meireles ကဒီ Champion League 2012မှာ Benfica အသင်းကိုနောက်ဆုံးမနစ်မှာဒီလိုကစ်ပြောက်ကြီးနဲ့တွင်းသွားတာပေါ့နော်အဲ့ဒီ goal ကြီးကိုအခုထိမျိုးလုံးထဲမှာဆွဲမိနေတော့အဲ့ Chelsea နဲ့ Benfica လို့ပြောရတဲ့အတိုင်းဒီ goal ကြီးက ဟိုမျက်လုံးနဲ့ရောဒီအုံနောက်ထဲမှာပထမဆုံးပေါ်လာတဲ့အရာပဲဖြစ်ပါတယ်။တော့ဒီနေ့ချယ်ဆီနဲ့ဘင်ဖီကာနဲ့ပွဲစဉ်မှာဘာပေါ့နော်ဟိုစိတ်ဝင်စားတဲ့အချက်တွေအများကြီးရှိပါတယ်။ကျွန်တော်ဒီပွဲစဉ်မှာကျွန်တော် head to head တွေဘာတွေမပြောနေတော့ဘူး။ဘာဖြစ်လို့ဆိုတော့ head to head တွေဘာတွေကဟိုနည်းတယ်ပေါ့နော်။တို့တွေကဟို champion league ဆိုတော့တွေ့ရတဲ့နေရာနည်းတယ်။အခုလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုပဲကျွန်တော်တုံ့တက်ပေးမယ်။ကျွန်တော်ပထမဆုံးပြောရမယ့်အချက်ကဒီကျွန်တော်တို့တွေ့ရမယ့်အသင်းရဲ့နီးပြားကြောင် ကျွန်တော်တို့တွေ့ရမယ့်အတင်းကြီးပြားတစ်ချိန်လုံးဟာကျွန်တော်တို့ခြေစည်းကိုလူတလုံးတူတလုံးဖြစ်လာအောင်ပြုစုပြောင်းပေးခဲ့တဲ့ဆီယာမော်ဒယ်ဟောပဲဖြစ်ပါတယ် ဒီဆရာမော်ကြီးอ่ะဗောနော်ကျွန်တော်တို့เชลซีကိုစားရောက်တာ ਨੇ I'm the special one လို့ပြောပြီးတော့ဒီအသင်းတွေအားလုံးကိုဟိုနှိပ်ကုတ်ပြခဲ့တာဗောနော်နှိပ်ကုတ်ပြခဲ့တာဘသူတွေဘာတွေပဲပြောပြောဒီ draw bar တို့ lamp တို့ဒီကဘာစင်ကစားမဖြစ်အောင်လုပ်ပေးနိုင်ခဲ့တယ်ဒီ Morinho ရဲ့ကျေးဇူးတွေဟာเชลซีမှာအများကြီးပဲဗောနော်ဒီသူတိုင်းဟိုစတင်ကင်တွေခဲ့တဲ့၃နှစ်အတွင်းမှာကျွန်တော်တို့ဟာအကောင်းဆုံး defense ဆိုတာကိုတည်ဆောက်နိုင်ခဲ့တယ်တရာဒီလုံးမှာပေးကို၈ကိုပဲရှိတယ်ဆိုရင်စံချိန်ဟာအခုခေတ်ကြီးကိုဘယ်အသင်းမှမလိုက်နိုင်တဲ့စံချိန်တစ်ခုပဲ ်ပါတယ်။ဒါကကျွန်တော်တို့ဆရာမော်ကြီးလက်ထက်မှာကျွန်တော်တို့ချဲစီကိုလုတ်ပေးသွားရဲ့သူ့ရဲ့ record တွေဖြစ်တယ်။ဒါအပြင်သူက Premier League ဘလားနှလုံးယူပေးသားတယ်။ဒါအပြင်ဒီ2014 ပြန်ရောက်လာတယ်ပေါ့နော်ချယ်ဆီတင်းကိုချစ်လို့ဆိုပြီးပြန်ရောက်လာတယ်အဲ့ဒီအချိန်မှာလည်းသူကပရီးမီယာလိဘလန်တလုံးကိုရအောင်ယူရေးသွားတယ်အဲ့ဒီအချိန်တော့လည်းဖာဘရီဂတ်စ်အေဒင်ဟာဇတ်ဒီယိုကော့စတာတို့နဲ့အတွင်းအတွင်းညီညီပရီးမီယာလိဘလန်ကြီးကိုယူပေးသွားတဲ့နည်းပြပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ရဲ့ဒီဘင်ဖီကာအသင်းရဲ့နည်းပြမော်ရင်ဟိုကြီးဟာကျွန်တော်တို့စတန်ဖို့ဘရစ်ကိုဒီတစ်ခေါက်ပြန်လည်လာရောက်တော့မှာဖြစ်ပါတယ်ဒီတစ်ခေါက်လာရင်တော့ကျွန်တော်တို့ကတော့ဆရာတွေဟိုဆရာမော်ကြီးကိုလုံးဝညံ့မှာမဟုတ်ပါဘူးခင်ဗျာ โอเคဒါတော့ဒီမော်ရီယိုနဲ့ပတ်သက်တဲ့အကြောင်းပါเนาะเชลซีနဲ့ပတ်သက်တဲ့အကြောင်းโอเคကျွန်တော်ဒီเชลซีအသင်းရဲ့လက်ရှိအခြေအနေတွေကတော်တော်ကြီးကိုစိုးရနေတယ်။ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့เชลซีအသင်းကနောက်ဆုံးဒီဘာပေါ့เนาะနောက်ဆုံးလေးဘွဲမှာတဘွဲပဲနိုင်တာနိုင်တာအတင်းရတယ်လင်ကွန်စီတီဟိုအရေးမပါတဲ့အတင်းပေါ့နော်အဲ့တော့ဆုံးလေးဘွဲမှာတဘွဲပဲနိုင်တာတဲ့ချယ်ဆီအတင်းတို့အနေနဲ့ဒီဘောပေါ့နော်ချန်ပီယံလိမာကိုနိုင်ပွဲယူနိုင်ပါလားဘာဖြစ်လို့လဲဆိုတော့သူကဒီ ချန်ပီယံလိပထမဆုံးပွဲစဉ်ဘိုင်ယန်မြူးနစ်ကိုလည်းသူက3-1နဲ့ရှုံးထားတဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာချယ်ဆီအသင်းဟာအစွမ်းကုန်ပောက်ကွဲပြဖို့လိုအပ်တယ်။ပောက်ကွဲပြနိုင်မယ်လို့လည်းကျွန်တော်ကမျှော်လင့်မိတယ်။ဘာဖြစ်လို့ဒါကျွန်တော်အားပေးတဲ့အသင်းမလို့။ Okay ဒီဘာပေါ့နော်ကျွန်တော်တို့ဒီ line up ချက်ကိုတွားလိုက်ရအောင်။ live app မှာတော့ကျွန်တော်ကဒီဂိုးသမားအနေနဲ့ကတော့ Chelsea ဘက်က Robert Sanchez ပဲပို့ထလာမယ်လို့ထင်တယ်။ဒီ center back မှာတော့ Chalobah ကဟိုနေ့ကအနီးကက်တီပါတို့ကြောင့်မလို့ Chalobah ဒီနေ့ပွဲစဉ်မှာပါဝင်လာမယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ယောက်ကတော့ကျွန်တော်ကတော့နော်ဒီ Tosin ကိုပဲ30ကျင်တယ်ပေါ့နော်။ဟိုဘာဖြစ်ဟို Tosin နဲ့ ချာလိုဘားမှာနည်းနည်းတော်သေးရလို့ပြောလို့ရမယ်ချာလိုဘားနဲ့ဟာတိုတို့ချာလိုဘားနဲ့ဟိုပါဘောနော်ဟိုဘာဒီယာရှိကိုပေါ်ပါဖိုဘားတို့တက်စားရင်တော့ဒီတိုစင်ကအနည်းငယ်လေးခံတာသေးရလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့တိုစင်နဲ့ဖိုဘားနာပဲပွတ်ထားမယ်လို့ကျွန်တော်ထင်တယ် right side ဘက်မှာတော့ကျွန်တော်ကဟို reach gain ကိုပဲပွတ်ထားစေချင် reach gain ကတော့ဒီပြီးခဲ့တဲ့ပွဲစဉ်မှာမိနစ်90လောက်ပြည့်ကစားသွားတယ်ဘောနော်ဒါကြောင့်သူရဲ့ fitness အခြေအနေရတယ်ကျွန်တော်တို့ချက်လောက်ကြည့်ရမယ်အကယ်လို့ reach gain မပါနိုင်အောင်ဆိုရင်တော့ melo ကိုဆိုပဲပါအောင်ပွတ်ထားလာဖြစ်ပါတယ်အဲ့တော့ဘယ်ချမ်းမှာတော့ကျွန်တော်တို့ရဲ့ gorilla gorilla လည်းတော်တော် ော်ကြီးကိုပွဲပန်းနေပြီသူ့အနေနဲ့ပွဲထားအောင်ကစားနေရတာဒါပေမဲ့လည်းသူ့နေရာမှာသူ့သူကလွယ်ကိုစောင့်ရလို့မရှိဘူးအဲဒါကြောင့်မလို့ကိုကွေးလာပထလာမယ်လို့ထင်တယ်ကွေးရံမှာတော့ကျွန်တော်က Voice Sky Zero နဲ့ Alfandas နေရာလုံးပထလာဒီနေ့ပွဲစဉ်မှာကျွန်တော်က Romeo Lavella ပထလာမယ်လို့ထင်တယ် ရိုမီယိုလာဗရာရဲ့ဒီမိုင်းဆက်စကိုက်စီတို့ရဲ့အန်ဆိုဖာနန်ဒက်စ်ရဲ့၃ယောက်တွဲကိုကျွန်တော်မြင်ကျင်နေပေါ့နော်ကျွန်တော်အဲ့အဲ့၃ယောက်တွဲကိုကျွန်တော်မြင်ကျင်နေပြီးတော့ကျွန်တော် right side မှာတော့ Estevan ကိုမြင်ကျင်ပြီးတော့ဟိုဘယ် side မှာတော့ကျွန်တော်ဒီ Petronetto ကိုမြင်ကျင်နေဒီရှေ့တန်းမှာတော့ကျွန်တော်ကတော့ဒီဘာပေါ့နော်ကျွန်တော်တို့ရဲ့တအူးဒီရောကျန်တဲ့တိုက်စင်မှု Shawbro ပဲဖွင့်ထားလာမယ်လို့ကျွန်တော်ကတော့ထင်မြင်ပြီးပါခင်ဗျာ โอเคဒီကျွန်တော်ဒီဂါနာချိုတို့ဂီတင်တို့ကြောင်းလည်းနည်းနည်းပြောပါဘောเนาะဒီကစားမအနေနဲ့ပျောက်နေတာနှစ်ပွဲသုံးပွဲလောက်ရှိနေပြီပြီးခဲ့လင်ကွန်စီးတီမှာလည်းပါဝင်နေဆိုပေမဲ့လည်းခြေစွမ်းနေရဘာမှအားရစရာဟုတ်မရှိခဲ့တာတွေ့ရတယ်အဲ့တော့ဒီကစားမအနေနဲ့ကဒီလိုပဲစူပါဆက်အနေနဲ့ပဲအမြဲတမ်းတွားနေရတော့မှာလားသူတို့အနေနဲ့လည်းဒီ training session တွေမှာအရန်ကိုစူးစမ်းအထောက်ပြီးတော့ပွဲထွက်လူစင်းနဲ့ထိုက်တန်ဆိုတာကိုတက်တည်ပြဖို့လိုအပ်နေပါခဗျာ ဘင်ဗီကာအတင်းကတော့ကျွန်တော်ကတော့တို့ရဲ့အမခံကစားသမားဖြစ်တဲ့အော်တာမန်ဒီတို့ဒီရစ်ချက်ရီယော့စ်တို့ဟိုအန်တိုနီယိုဆီလ်ဗာတို့လေပပပလီတစ်ပေါ့နော်ပပလီတစ်စေနတ်တက်ဆင်ဘူးဒီကစားသမားတွေကပဲပွဲထွက်လာမယ်လို့ထင်တယ်မော်ရီယိုကလည်းပြောပါတယ်ချဲစီတင်မှာကိုးပါမှာမပါဝင်နေတာကျွန်တော်တို့တွေဒီအားဟိုပါပေါ့နော်အားတာချက်တစ်ခုပဲသူကပြောပါတယ်အဲ့တော့ကျွန်တော်ထင်တယ်ဒီချဲစီရဲ့အားနည်းချက်ကိုမော်ရီယိုကသိနေတယ် မော်ရီဟိုဆိုတဲ့နီးပြားကအဲ့တဖက်သူကံအမဲတဖက်တင်းရဲ့အားနှင်းချက်ကိုတိနေပြီဆိုရင် သူကဘာပေါ့နော်ဒီအားနှင်းချက်ကိုရအောင်ရှာပြီးတော့အဲ့အားနှင်းချက်ကို အနိုင်ယူတတ်တယ်အခုချဲစီကျွန်တော်တို့အားနှင်းနေတာကနောက်တန်းပြီးတော့ ABL Jewel ဘယ်လိုမယုံရင်စောင့်ကြည့်လိုက်မော်ရီဟိုကအဲ့အကွက်တွေကိုရအောင်အသုံးချလိမ့်မယ်ကျွန်တော်တို့အတင် ABL Jewel အားနှင်းတယ်နောက်တန်းအားနှင်းနေအောင်မော်ရီဟိုကအခွင့်ကောင်းယူယူလိမ့်မယ်လို့ကျွန်တော်ထင်တယ် တော့ကျွန်တော်အတင်းရလဲဘယ်လိုတုတ်ပြန်မလဲကျွန်တော်အတင်းရဒီဂိုးတွေစရအောင်တွင်းရမယ်ပြီးွားရင်ဒီဟောပေါ့နော်ဟိုကစားပုံကောင်းကောင်းနဲ့ဒီဟောပေါ့ ကွင်းရှေ့လည်နောက်ပေါ့နော်အချိန်ဆက်မိမိကစားနိုင်ဖို့လိုအပ်တယ်အဲ့ဒါမျိုးကစားဖို့ကလည်းဒီဘာပေါ့အန်ဆိုမာရက်စကာနေနဲ့တေချာလင်းကျင်လာဖို့လိုအပ်တယ်ပေါ့နော်ဒီနေ့ပွဲစဉ်အပြည့်တော့အရေးကြီးတယ်ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ထပ်ပြီးရှုံးနေသွားရင်ဒီချန်ပီယံလိကျွန်တော်တို့ရဲ့ဘာပေါ့နော်ဟိုအနေထားမလာတော့ဘူးပေါ့နော်နှစ်ပွဲကနှစ်ပွဲရှုံးဆိုရင်ဇယားအောင်ဆုံးတာမှာကန့်နေတဲ့အသင်းဖြစ်သွားပြီအဲ့လိုဖြစ်တော့ဟိုအဲ့လိုတော့မဖြစ်စေချင်ဘူးအဖြစ်လည်းမခံသင့်ဘူးအန်ဆိုမာရက်စကာနေနဲ့အော်ဒီနေ့ပွဲစဉ်မှာဒီချယ်ဆီအသင်းနေနဲ့အတကုံအစွမ်းကုံစူးစမ်းအထောက်ပြီးကစားမယ်လို့ကျွန်တော်မျှော်လင့်နေအဲ့တော့ ့ဒီကျွန်တော်ဒီသုံးသက်ချက်တွေပြီးသွားပြီပေါ့နော်အသုံးသက်ချက်တွေပြီးသွားပြီဆိုတော့ကျွန်တော်တို့ final prediction ကိုတွားလိုက်ရအောင်ချယ်ဆီတင်ဟာကျွန်တော်တို့နောက်ဆုံးဟိုပါပေါ့ပွဲစဉ်တွေမှာရက်လက်တွေမကောင်းဘူးအနီကက်တွေဆက်လိုက်ထိနေတယ်သောတော်လည်းပဲဘင်ဖီကာနဲ့တွေ့ရင်ချယ်ဆီအသင်းဟာရလက်ကောင်းနေရတက်တယ်ဆိုတဲ့ဒီဟောပေါ့နော်ဟိုဟောပေါ့ history ကိုတော့ကျွန်တော်တို့ဒီထားဖို့လိုအပ်တယ်။ဒါအပြင်ဒီလောလောလတ်လတ်ပဲပေါ့နော်ပူပူနွေနွေ club walk cup မာလဲ Chelsea တင်ဟာ Benfica နဲ့တွေ့ခဲ့တာမှာတကိုးစီတည်ကြတယ်အချိန်ပုံစက္ကန့်ရာမှာတော့အချိန်ပုံမှာဂိုးတွေတင်ပြီးတော့၄ဂိုးတကိုးဆိုတဲ့ပြတ်သားတဲ့နိုင်ငံလာနဲ့ရနိုင်ခဲ့တယ်အဲ့တော့ American ဂျာကွင်းမှာ Chelsea တို့1-1တည်ကြနိုင်အောင်ကစားခဲ့တယ်ဆိုတော့ကျွန်တော်တို့အင်ကွင်းမှာဆိုရင်ဘာလို့ဒီထက်ပိုပြီးတော့ကောင်းအောင်မကစားနိုင်ရမှာလဲ ။နောက်ကျွန်တော်ကတော့အဲ့လိုမျိုးတွေးမိတယ်။ကျွန်တော်အနေနဲ့ဒီနေ့ပွဲစဉ်မှာ Robert Sanchez တို့ဒီ Charlova တို့တူစင်တို့ concentration အပြည့်နဲ့ကစားမယ်လို့ကျွန်တော်ကမျှော်လင့်တယ်။ဒီ၃ရောက် concentration အပြည့်နဲ့ကစားမယ်ဆိုရင်ကျွန်တော်အတင်ရအနံ့ရဖို့ကြိတ်နေတယ်လို့ရှိတယ်။တစ်ဖက်က Benfica Benfica အတင်ကလည်း Mourinho ကြီးကင်တွင်ပြီးကောင်းတယ်ပြီးရစားပြီးရလက်တွေကောင်းနေရယ်ရှုံးပွဲမရှိသေးသေးဘူး။အဲ့ဒါကြောင့်မို့ကျွန်တော်တို့ကနည်းနည်းလေးစောင့်ကြည့်ရမယ်။အဲ့တော့ Benfica အနေနဲ့လည်းဒီ Chelsea ကိုဒုက္ခမပေးနိုင်လားဆိုတော့ဒုက္ခပေးနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်။အဲ့တော့ဒီအဖက်ဖက်က ားဒီအချက်လက်တွေကိုအကုန်လုံးတုံးသက်ပြီးရနောက်မှာတော့ကျွန်တော်ရဲ့ final prediction အဖြစ် Chelsea 2 Benfica 1 Chelsea ဟာ2-1နဲ့ Benfica ကိုအနိုင်ရရှိသွားမယ်လို့မျှော်လင့်ရင်းနဲ့ကျွန်တော်တို့အပြတ်အမြီကိုယ်တွေအားလုံးဒီပွဲကိုအားပေးလိုက်အောင်ကျွန်တော်တို့9ပွဲတစ်ပွဲရအောင်ရရမယ် เนาะကျွန်တော်အဲ့လိုစိတ်နဲ့ကျွန်တော်ချဲစီးတင်ကိုအားပေးကြရမှာ brother တို့โอเคဒါတော့ကျွန်တော်ရဲ့ဒီချဲဟာချဲစီးနဲ့ Benfica ပေါ်ချိုတုံတက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါမယ်။ကြည့်ရှုပေးပရိသတ်ကြီးအားလုံး Harry ကနေပြီးတော့ကျေးဇူးတင်ပါတယ်။ပရိသတ်ကြီးအားလုံးပဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးခင်ဗျာ။အားလုံးပဲကျေးဇူးပါ